ဝန်ဆောင်နေစဉ်ကာလအတွင်းမှာကာလာတက်ရောဂါကိုကူးစက်ခံထားရတယ်ဆိုရင်ခလီးပြက်ကြတာမွေးဖွားတဲ့အခါမှာဒတိသားကအသက်မပါလာတာအဲပြီးတော့မွေးတကယ်လို့ပေါ့ဒတိသားလေးကအသက်ပါလာတဲ့ခါတော့မှ အားလုံးပဲမင်္ဂလာပါဒေါက်တာဇော်မာအရေးပြအလှပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာပခုတ္တတာတွေကိုမျှဝေပေးနေရပဲဖြစ်ပါရဲ့ရှင်။ဒီမှာကျမကလင်ရတဆင့်ကူဆက်တဲ့အရေးပြယောဂဟုတ်သလားမဟုတ်ဘူးလားဆိုတဲ့ topic တွေကဒုတိယခေါင်းစဉ်အနေနဲ့ကာလာတယောဂပူအကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါရဲ့။ကာလာတယောဂပူကအခုဒါကဘာပေါ်မှာဆိုရင်ပေါ့နော်နှစ်စဉ်နှစ်တိုင်းအဲဒီအသက်16နှစ်ကနေပြီးတော့45နှစ်အတွင်းတစ်နှစ်ကို8 million people လောက်ဖြစ်နေရပဲဖြစ်ပါရဲ့။ဒီတော့ syphilis လို့ခေါ်တဲ့ကာလာတယောဂ ကာပိုးဟာ Tryponema pallidum လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တာပဲဖြစ်ပါတယ်။ Penicillin ဆိုတဲ့ပိုးသတ်ဆေးနဲ့အဓိကကုသလို့ရပါတယ်။ကာလာသောက်ယောဂါပိုးဟာမကုသပဲထားရမယ်ဆိုရင်အသက်သေဆုံးနိုင်သည့်ထိုင်အောင်အန္တရာယ်ပေးနိုင်ပါတယ်။ treatment မပါဘူးဆိုရင်လည်းဒါကုသမှုမယူဖြစ်ဘူးဆိုရင်လည်းကျမတို့ခန္ဓာကိုယ်အတွက်နောက်ပိုင်းမှာဆိုးဆိုးဝါးဝါးကျန်းမာရေးပြဿနာတွေကိုဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်။ဒီကာလာတယောဂါပိုးဟာမကူပဲနှစ်ရှည်လာများတာခန္ဓာကိုယ်ထဲမှာကင်းအောင်နေမယ်ဆိုရင်ကြာလာတဲ့အခါမှာမျက်လုံးကန်းတာအကြအာယုံတွေချို့တဲ့သွားတာစိတ်မူမမှန်ခြင်းတွေဖြစ်ပေါ်တာကျမတို့ရဲ့နှလုံးပိုင်းဆိုင်ရာပြဿနာတွေကိုလည်းအများကြီးဒုက္ခပေးနိုင်သလိုနောက်ဆုံးမှာတော့ nervous system လို့ခေါ်တဲ့အာယုံကြောစနစ်တစ်ခုလုံးကိုပါတိုက်စားသွားနိုင်ပါတယ်။ ဒီတော့ကာလာတယောဝါကိုကူးဆက်နိုင်တဲ့ကူးဆက်နိုင်ခြင်းနီလန်းကိုကျွန်မအနှစ်ချုပ်အားဖြင့်လေ့ကျက်ပြောပါမယ်။ပထမဆုံးအချက်ကတော့ sexual transmission ဖြစ်ပါတယ်။လိင်ဆက်ဆံခြင်းကနေကူးဆက်တာဖြစ်ပါတယ်။ဒါကတော့အဖြစ်အများဆုံးအကူးဆက်နိုင်ဆုံးသောကူးဆက်မှုဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ ကလာယောဂါပိုးရှိနေတဲ့အမေကနေတဆင်ကလေးကိုဒီ blood center လို့ခေါ်တဲ့အချင်းကနေဖြတ်ပြီးတော့ကူးဆက်တာပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့ကတော့ blood transfusion လို့ခေါ်တဲ့ကျမတို့သွေးသွင်းရာကနေကူးဆက်တာမျိုးဖြစ်ပါတယ်။အဲရှားပါတဲ့ case တော့ဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုး blood transfusion ကနေကူးဆက်တဲ့ case တွေတော့ရှိပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဟိုလင်ရနေတဆင်ကူးဆက်တာမျိုးမဟုတ်ဘဲနဲ့ကာလာတာယောဂါပိုးခံစားနေရတဲ့လူရဲ့ဒီ open source ပေါ့နော်အနာလေးတွေကိုဓာတ်ရိုက်ထိတွေ့ခြင်းအဖြစ်ကူးဆက်တဲ့နေဖြစ်ပါတယ်။အဲအဲ့ဒါ ကဥပမာအဖြစ်ရှင်းပြရရင်ဒါကျမတို့နှက်ခမ်းနားတစ်ဝိုက်မှာဒီကာလာတယောဂပိုခန်းစားနေရတဲ့သူရဲ့ရှန်ခါလို့ခေါ်တဲ့အနာလေးတွေရှိတဲ့အခါမျိုးမှာဒါဒီအနာကိုနမ်းမိတာထိမိတာအဲ့လိုအချိန်မျိုးမှာလဲကူးစက်နိုင်တယ်အနောက်တစ်ခုကာလာတယောဂပိုရှိတဲ့သူရဲ့ဒီကြုံတေနောက်ပြီးတော့ကျမတို့သွားတိုက်တန်တွေကိုသွားပြီးသုံးမိတဲ့အခါမျိုးမှာကိုးဆက်နိုင်ခြင်းရှိပါတယ်။ရာဂိုင်နှုံးအဖြစ်တော့အရန်နေပါပါတယ်။နေရာမှာအရေးကြီးတဲ့အချက်ကတော့ကာလာတယောဂါပိုးတွေကအဲကျမတို့ဒီ ဟိုပါဗော public inda ဗောနော်အများဆုံး inda တွေရဲ့ဒီ toilet seat cover တွေကိုထိုင်မိရင်တော့လကောက်နောက်တကားလက်ကင်ပူဗောအများဆုံးတကားလက်ကင်ပူတွေကိုအဲသွားကင်မိရင်တော့လကောက်နောက်ပြီးကျမတို့တူတို့ခရင်တို့ဗောနော်အဲဟိုဇွန်းတို့အတူတကွတုံးမိရင်တော့လကောက်လုံးဝမကိုဆန်နိုင်ပါဘူးဒါတော့သိစေချင်ပါတယ်အဲဘာဖြစ်လို့လဲဆိုရင်ဒီ bacteria လေးတွေကအဲဥမာဒီတကားလက်ကင်နေနောက် toilet ဒီလို seat cover တွေမှာကြံခဲ့တယ်ဗောနော်အနာလေးဖြစ်တဲ့လူကထိုင်ခဲ့ပြီးတော့ကြံခဲ့တယ်ဆိုရင်တော့မှအဲ့လိုမျိုး surface တွေမှာဒီ bacteria ရဲ့အကြာကြီးအသက်မရှင်နိုင်ပါဘူးဒါကြောင့်တခြား သူရဲ့အရေးပြားတဲ့ဝင်သွားဖို့ဆိုတာအရန်ကိုအခွင့်ရင်းနေပါပါတယ်ရှင်ဒီတော့ကျမရဲ့ဒီနေ့ syphilis ဆိုင်ရာဗီဒီယိုမှာကျမလင်ရတဆင့်ကူးဆက်တာမဟုတ်တဲ့ဒီ motor transmission တွေကိုအဓိကပြောချင်တာဖြစ်တဲ့အတွက်အမေကနေကလေးကိုကူးဆက်တဲ့ကလာသယောဂါပိုးအကြောင်းကိုလည်းအဓိကထားပြီးဆွေးနွေးပေးကြပါမယ်။အဓိကအားဖြင့်အမေကကလာသယောဂါပိုးခံစားနေရတယ်။အဲ့ဒီအချိန်မှာကိုဝင်ရတယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ byte ထဲမှာရှိနေတဲ့ fetus ပေါ့ကလေးလေးကိုအချင်းရနေတဆင့်ကူးဆက်နိုင်တယ်လို့အဲကျမတို့ကလေးမီးဖွားတဲ့အချိန်မှာလည်း သူကဒီမွေးလမ်းကြောင်းဆိုင်ရာမှာကာလာသယောဂါပိုဖြစ်နေတဲ့အနာလေးတွေရှိနေရဆိုရင်ကလေးရဲ့အရေးပိုင်းနဲ့ထိတွေ့ပြီးတော့လဲကူးစက်နိုင်ပါတယ်အဲ့တော့ ဘာတွေဖြစ်တယ်လဲပေါ့နော်ဆိုတော့ congenital syphilis လို့ကျမတို့ကခေါ်ပါတယ်အဲ့တော့ဒီကလေးလေးကိုကူးစက်သွားတယ်ဆိုရင်ဒီကလေးလေးကကြတော့ဒါလင်ယာတက်ဆင်ကူးစက်တဲ့ကာလာတယောဂါပိုးကိုသူကခံစားရတာမဟုတ်ဘဲနဲ့အမေကနေတက်ဆင်သူ့စီရောက်တာဖြစ်တဲ့အတွက် congenital syphilis လို့ကျမတို့ကခေါ်ပါတယ်ပြီးတော့အမျိုးသမီးတစ်ယောက်ကကိုယ်ဝန်ဆောင်နေစဉ်ကာလာအတွင်းမှာကာလာတယောဂါပိုးကူးစက်ခံထားရတယ်ဆိုရင်ကလေးပြက်ကြတာမွေးဖွားတဲ့အခါမှာတတိသားကအသက်မပါလာတာအဲပြီးတော့မွေးတကယ်လို့ပေါ့တတိသားလေးကအသက်ပါလာတဲ့အခါတော့မှကလေးရဲ့ခန္ဓာကိုယ်မှာ congenital ဲ့ဆက်ဖလစ်ကိုခံစားရတယ်ဆိုရင် အမေကလည်းသူ့ကိုယ်သူကူးစက်ခံထားမယ်မသိလို့ကုသမှုမယူထားမိဘူးဆိုရင်ကလေးကဒီ nasal cartilage လို့ခေါ်တဲ့နှာခေါင်းပိုင်းဆိုင်ရာနေရာတွေမှာပျက်စီးနေတာမပါလာတာနောက်ကျမတို့ frontal bosons လို့ခေါ်တဲ့နှစ်ဖူးတွေအယံကိုမိုးမောက်နေတာဒီဥကောင်းပုံသဏ္ဍာန်မှတ်မှန်တာမျိုးပေါ့နော်အဲဒါကတော့တခါတည်း siam symptom ပြတဲ့ congenital syphilis ရဲ့တတိယမှာပြတတ်တဲ့ပုံစံတွေဖြစ်ပါတယ်ချုပ်ကလေးလေးကြီးကြတော့ဆက်ဆာချင်မွေးဖွားလာတဲ့အချိန်မှာဒီ color ရောဂါပိုးလေးပါလာတဲ့ siam ့ symptom ဘာမှမရှိဘဲနဲ့မွေးဖွားပြီးအသက်၄နှစ်ကြာတော့တဲ့အခါကျမှပဲဒီကာလာသက်ယောဂါပိုးရဲ့လက္ခဏာတွေပြလာတာမျိုးရှိပါတယ်အဲဘယ်လိုလက္ခဏာမျိုးလေးလဲဆိုတော့ကလေးကအဖျားတက်အဖျားတွေကြီးတယ်အဖျားတက်အဖျားကြီးရဲ့အခါမှာတက်တယ်နောက်တစ်ခုလုံးပေါ့နော်ဒီအနီးပြင်လိုမျိုး rash တွေထွက်တယ်ပြီးကလေးရဲ့အသေးတွေဘေလုံးတွေကြီးတာမျိုးတွေဖြစ်တယ်အဲနောက်တစ်ခုကတော့ cranial nerve palsy လို့ခေါ်တဲ့ညာရင်မပြည့်မီတဲ့ Tafat မျိုးတွေကိုတည်တားကဒါလင်းနဲ့အတွင်မှာရင်ဆိုင်ရလေးရှိပါတယ် ဒါကတော့ congenital syphilis ခံစားရမယ့်အခါမှာဒါမွေးဖွားလာတဲ့တည်သားလေးမှာ ဖြစ်တတ်တဲ့လက္ခဏာတွေအဲ့တော့ဒီကျမ mention လုပ်တတ်တဲ့ congenital syphilis ရဲ့လက္ခဏာတွေကဒါအမေကကိုယ်ဝန်ဆောင်နေစဉ်ကျွန်းမှာလဲကာလလယောဂကိုကူးစက်ခံထားမှန်းလဲမတိပဲနဲ့သူလဲကုသမှုမယူလိုက်ဘူးအဲခလေးလေးကိုလဲမွေးဖွားလာတဲ့အချိန်မှာကုသမှုမယူလိုက်ဘူးဆိုရင်ဖြစ်ပေါ်လာမယ့်လက္ခဏာတွေပဲဖြစ်ပါတယ်တကယ်လို့မှန်မှန်ကန်ကန်ကုသမှုယူခဲ့တယ်ဆိုရင်အမေရောခလေးရောအန်ဒီရဲ့ကင်းရှင်းမှာပဲဖြစ်ပါတယ်ရှင် ဟိုကျမတို့ဆုံးရှုံးမှုကြီးကြီးမားမားကြီးမဖြစ်သွားအောင်ကာကွယ်လို့ရတဲ့အနေနဲ့ကတော့အမျိုးသမီးတွေကကိုဝင်ရပြီလို့တည်တဲ့ first prenatal care ပေါ့ပြောရမယ်ဆိုရင်ကိုဝင်ရှိပြီလို့ကိုတည်တဲ့တလအနေလေးလအတွင်းမှာဒီ early pregnancy ကာလတွေမှာကာလာတယောဂါဖို့ရှိမရှိကိုစစ်ဆေးသင့်ပါတယ်ရှိခဲ့တယ်ဆိုရင်လည်းဒါကျမတို့တေချာတဲ့ကုသမှုတွေယူလို့ရတယ်ပေါ့ဆိုတော့အဲ့ဒီနေရာမှာကျမတို့ကဘာဘာကိုအဓိကအထားသုံးလဲဆိုတော့ Panaxalin G လို့ခေါ်တဲ့ကျမတို့ ဒီထိုးဆေးတမျိုးကိုတုံးတယ်ပေါ့နော်အဲ့ထိုးဆေးလေးကကြတော့အမေရောခလေးရောနှစ်ခုနှစ်ယောက်လုံးအတွက်ကာဗာဖြစ်တဲ့ထိုးဆေးမျိုးဖြစ်ပါတယ်ဒါပေမဲ့တချို့မျိုးသမီးတွေမှာကြတော့ဒီပန်နဆလင်ဂျီတွေဟာ အဲမတည့်တာမျိုးရှိတယ်ပေါ့ပတ်နံဆန်လင်အလာဂျီဖြစ်နေတဲ့အမေတွေရှိမယ်ဆိုရင်ကြတော့ကျမတို့ကတခြားသောဆေးတစ်ခုကိုပြောင်းသုံးมาဖြစ်ပါတယ်အဲ့တော့သုံးမဲ့ဆေးရတော့ဒါကိုသုံးရမဲ့ကိုယ့်ရဲ့ပေါ့နော်ဟိုခန္ဓာကိုယ်အလိုက်ကိုယ့်ရဲ့အရေပြားပြောင်းလဲမှုဖြစ်စဉ်တွေအလိုက်ဒါဆီယံဝင်ကရွေးချယ်ပေးมาဖြစ်ပါတယ်အဲ့တော့တချို့ဆေးလေးတွေကကြတော့အမေရဲ့အချင်းကိုဖြတ်ပြီးတော့ကလေးစီကိုမရောက်တာဖြစ်တဲ့အတွက်အမေကပဲကုသမှုယူလိုက်ပြီးတော့ကလေးလေးကကုသမှုမရသေးပါဘူးဒါကြောင့်ကလေးလေးမိဖွားပြီးပြီးချင်းมาပဲကလေးကိုလည်းထပ်ပြီးတော့ကုသမှုယူဖို့လိုအပ်တယ်ဆိုတာကိုသတိပြုစေ င်ချင်ပါရှင်။နောက်ပြီးရင်ဒါအမျိုးသမီးတွေအနေနဲ့ပေါ့နော်။ကိုဝင်ခဏခဏဖျက်ချတတ်တာမျိုး ဒါမဟုတ်ရင်ကိုယ့်ရဲ့တတိသားကဒါကိုကိုဝင်ဆောင်ပြီးတော့ဆက်နှစ်ဘက်ကနေအပတ်20လောက်ရောက်ရင်ပြက်ကြတာဒါမို့ကလေးမွေးဖားတဲ့အခါမှာတတိသားကအသက်မပါလာတာမျိုးကိုရင်ဆိုင်ရတဲ့အမျိုးသမီးတွေအနေနဲ့ဆိုရင်တော့ကာလာတယောဂါပိုရှိမရှိကိုစစ်ဆေးသင့်ပါတယ်ရှင်အဲဒီနေ့ကျွန်မပြောနေတဲ့ဗီဒီယိုရဲ့ topic က non sexual syphilis ပေါ့နော်လင်ကတဆင့်ကူးစက်တာမျိုးမဟုတ်ဘဲနဲ့တခြားသော part တွေညာနဲ့ကူးစက်ခံရတဲ့ syphilis တွေရဲ့အကြောင်းဆွေးနွေးတာဖြစ်တဲ့အတွက်ကျွန်မ key points တွေတွေကိုဒီနေရာမှာပြန်ပြီးတော့ summarize ထုတ်ပေးပါမယ်ပြီးတော့ပထမတစ်ချက်ကတော့ direct contact with the soul ပေါ့နော် ော်ဒီကာလာယောဂါပိုးရှိတဲ့လူရဲ့အနာကိုတိုက်ရိုက်ထိတွေ့မိတာဟာပေါ့ဒါကတော့ kissing နန်းနာအနေဖြစ်နိုင်တယ်အဲနောက်ပြီးတော့ဒီ oral sex လို့ခေါ်တဲ့ ကျမတို့လိန်ဆက်ဆန္ဒကိုဗဇက်ကနေဆက်ဆန္ဒပေါ့နော်ဗဇက်ကနေလိန်ဆက်ဆန္ဒနဲ့ Oryx 60ရာနဲ့ကျမတို့ကူးနိုင်တယ်ကလာသယောကပိုးရှိနေတဲ့လူတယောက်ရင်ခနာကိုပေါ်မှာရှိနေတယ်ပေါ့နော်ပွင့်နေတဲ့အနာကိုဒါကိုကတော်တော်လေး close contact ပေါ့နင်းနီးကက်ကက်ထိမိတဲ့အခါမျိုးမှာကိုယ့်ရဲ့ခနာကိုမှာလေဒါကိုမမြင်ရတဲ့ minor scratch လေးတွေရှိနေနိုင်တယ်ပဲ့ရလေးတွေပွင့်ရလေးတွေရှိနိုင်တဲ့အခါမျိုးမှာလဲကလာသယောကပိုးကဝင်တက်ပါတယ်အဲဒုတိယတစ်ခုကတော့ဒါ consonantal syphilis လို့ခေါ်တဲ့အမေကနေတဆင်းကလေးလေးကိုကိုဝင်ဆောင်နေစဉ်အတွင်းမီးဖွားနေစဉ်အတွင်းမှာကူးစက်တဲ့ road transmission ဖြစ်တယ်တတိယတစ်ချက်ကတော့ကျမတို့ကဒီကူးစက်ခံထားတဲ့လူရဲ့ ဟို items တွေကို sharing လုပ်တာပေါ့နော်ဒါတော့ကျမ video အစမှာလည်းပြောခဲ့တယ်အဲကျမတို့ဒီအမွှေးရိုက်တဲ့ကြုတ်တွေပြီးရင် needles တွေပေါ့နော်ဆေးထိုးအပ်တွေကိုအဲတယောက်နဲ့တယောက် sharing လုပ်ပြီးသုံးတဲ့အခါမျိုးမှာလည်းကာလာယောဂါပေါ့ကုသနိုင်ခြေရှိပါတယ်နောက်ဆုံးတစ်ချက်ကတော့ blood transfusion မှာသွေးသွင်းရာအနေနဲ့ကုနိုင်ပါတယ်ဒါပေမဲ့အရန်ကိုနေပါတဲ့အခွင့်အရေးဖြစ်ပါတယ်ဒီနေ့ video လေးမှာတော့ကျမကဒါ congenital syphilis လို့ခေါ်တဲ့ ဒေတာတွေမှာဖြစ်တတ်တယ်ပေါ့နော်အဲကာလတယောဂဘူအကြောင်းဝင်တော့ကျွန်မပြပြဆုံးဆုံးရှင်းလင်းပြောပြထားပြီးဖြစ်ပါတယ်အဲ့တော့ syphilis ရဲ့အဓိက most common transmission route ဖြစ်တယ်လင်ယတဆင့်ကူးစက်တဲ့ ဒီ syphilis ကာလာသက်ယောဂါပိုးကိုကျမရှင်းပြတဲ့အခါမှာတော့ကာလာသက်ယောဂါပိုးရဲ့ stage x ပေါ့နော်သူရဲ့အဆင့်ဆင့်ပြောင်းလဲသွားတဲ့ပုံစံနေပြီးရင်ကျမတို့ခန္ဓာကိုယ်ရဲ့ဝင်ပြီးတဲ့အခါမှာဘလောက်ထိတောင်အသက်အန္တရာယ်ကိုထိခိုက်နိုင်တယ်ဆိုတဲ့အကြောင်းနေနောက်ကုသမှုကိုယူတဲ့အခါမှာဘလို့ကုသမှုမျိုးတွေကိုယူတဲ့နယ်ဆိုတဲ့ outcomes တွေကိုကျမကဒုတိယဗီဒီယိုမှာဆက်လက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်ဒါကြောင့်ဒုတိယဗီဒီယိုလေးကိုလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲတရားလှပသောနေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေရှင်